။အလဲအပြောင်းတစ်ခုမှလိုက်ပါစီမျောခွင့်ရတော့မယ့်ခေစား။အလုံးမဲမင်္ဂလာပါရှင်။စပော့ကဘာကနေကြိုဆိုလိုက်ပါရစေ။လီဗာပူးတင်းရဲ့တိုက်စစ်သမားခေစားကတော့လာမယ့်စနေနေ့မှာကစားမယ့်ပွဲစဉ်အတွက် အခွင့်အရေးရလာဖို့ရှိနေပါတယ်။ ခြားတိုက်စစ်မှုတူဖြစ်တဲ့ဟူဂိုအီဂီဒီဟာဆိုရင်ပြီးခဲ့တဲ့ဆော်ဒန်လန်နဲ့ပွဲစဉ်မှာနှစ်ဝါတနီထိခဲ့တာကြောင့်ပဲလစ်နဲ့ပရီးမီးယားလိပွဲစဉ်ကိုလွဲချော်သွားမှာဖြစ်ပါတယ်။အီဂီတီကီထိခဲ့တဲ့အဝါကတ်တရားဆိုလို့ရှိရင်မလိုလားအဖယ်ရခဲ့တာတွေကြောင့်နီးပြကြီးအမ်စလော့ကတော့တိတ်ပြီးသဘောကျနေပုံတော့မပေါ်ပါဘူး။ဒီတော့အီဂီတီကီဟာပဲလစ်နဲ့ပွဲကိုလွဲချော်မှာဖြစ်ပြီးတော့တိုက်စစ်မှုဆိုလို့အီဆက်တယောက်ပဲကြံပါတော့တယ်။အီဆက်ကိုလည်းအမ်စလော့ကပွဲချိန်ပြည့်သုံးဆွဲသွားဖို့ဆန္ဒမရှိပါဘူး။ ဒါကြောင့်ပဲခေစားအတွက်ကအခွင့်အရေးရလာတော့မှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ဒီလိုအနေထားတွေကိုရောက်လာဖို့အတွက်ခေစားဟာအများကြီးအထောက်ထားရတာဖြစ်ပါတယ်။သူ့အနေနဲ့ပွဲထွက်ကစားခွင့်ရတဲ့မိနစ်တိုင်းကိုတမိနစ်ဆိုရင်တမိနစ်နဲ့ထိုက်တန်အောင်စွမ်းဆောင်ပြထားတာဖြစ်ပါတယ်။ဒီလိုစွမ်းဆောင်ပြထားတာတွေက Armstrong ရဲ့ယုံကြည်မှုကိုအနည်းနဲ့အများဆိုသလိုရမှာသိကြပါတယ်။ဒီစားလူစားဝင်ခွင့်ရတဲ့ဘုံမောက်နဲ့ပရီးမီးယားလိပွဲမှာအနိုင်ကိုသွင်းနိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ဆော်သမ်နန်အသင်းနဲ့ပွဲမှာလည်း တွင်ကိုနှစ်ကိုစလုံးကိုဖန်ပြီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဒီကြောင့်ပဲသူဟာလစ်လပ်သွားတဲ့တိုက်စင်မှုနေရာမှာအစာထိုးဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။ပဲလစ်နဲ့ကစားမဲ့စနေနေ့ညမှာတိုက်စင်မှုဖြစ်အီဆက်ကိုပွဲထုတ်လာနိုင်ပါတယ်။ခေစာကတော့ဒုတိယပိုင်းအရောက်မှာဝင်ရောက်ကစားခွင့်ရနိုင်တာမျိုးပါ။တေချာလာကတော့ကစားရတဲ့ပွဲစဉ်တိုင်းကိုခေစာကအကောင်းဆုံးပေးဆက်ကစားအောင်မယ်ဆိုတာပါပဲ။အရေးချင်းဆိုတာကလည်းအခွင့်အရေးရှိမှပဲပြသခွင့်ရမှာဖြစ်ပါတယ်။အခုခေစာကတော့အဲ့ဒီအခွင့်အရေးကိုရလာတော့မှာဖြစ်ပါတယ်။ သူ့အနေနဲ့အကောင်းဆုံးအတုံးချသွားဖို့လိုအပ်နေပြီးတော့အတုံးချနိုင်မယ်လို့လည်းယူဆရပါတယ်။မှတ်ပါလေစော်တန်နန်ရဲ့ပွဲစဉ်မှာလီဗာပူးရဲ့လူငယ်ခံစစ်မှုလေးလီယိုနီက ACL ဒဏ်ရာရခဲ့ပြီးကွင်းထဲကနေထန်းစင်နဲ့တဲထုတ်သွားခဲ့ရပါတယ်။ ACL ဆိုတာကကစားသမားတွေအတွက်အိမ်မက်ဆိုးတစ်ခုဖြစ်ပြီးလီယိုနီအနေနဲ့လည်းကာလရှည်အနားယူသွားရဖို့ရှိနေပါတယ်။ဒါဟာလီဗာပူးအသင်းအတွက်ထိုးနှက်ချက်တစ်ရက်ဖြစ်တယ်လို့အခုမှကစားသမားဘဝစတင်မဲ့လီယိုနီအတွက်လည်းကန့်ဆိုးမှုတစ်ခုဖြစ်နေပါတယ်။ လီယိုနီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးဒီကမ္ဘာလုံးကလီဗာပူးရဲ့ဝန်တစ်ခုလုံးစိတ်မချမ်းမသာဖြစ်နေကြရပါတယ်။အမြန်ဆုံးတက်တာနိုင်ပါစေလို့သာဆုတောင်းနေရပါတယ်ရှင်။ဒါရီရဲ့တစ်ဖက်မှာလည်းဒီနှစ်ချန်ပီယံလိရဲ့အသစ်ပြောင်းလဲလိုက်တဲ့ဥပဒေအရလီဗာပူးတင်ဟာဒဏ်ရာရသွားတဲ့လီယိုနီရဲ့နေရာမှာခီယေဇာကိုအစားထိုးလာနိုင်ပြီးတော့အီတလီသားဟာလီဗာပူးနဲ့အတူချန်ပီယံလိပြိုင်ပွဲကိုဆင်နွှဲသွားရဖို့ရှိပါတယ်။ဇာမာတိုးဟာဒဏ်ရာကြောင့်တော့၎င်း ကာလရှည်နာမကျန်းတာကြောင့်တော့လကောင်းအဲ့ဒီကစားသမားရဲ့နေရာမှာအခြားကစားသမားတဦးကိုပြောင်းလဲအစားထိုးနိုင်ကြောင်းကို UEFA ကစီမင်းသတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်။ Armstrong အနေနဲ့လည်းခန်းစစ်ကစားသမားတဦးရဲ့နေရာမှာတိုက်စစ်သမားတဦးကိုအစားထိုးသွားမလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားအောင်ပါပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။